တခါချွတ်ချွတ်ဖန်တဲ့သူတွေအကြောင်းကိုပြောပြပေးပါမယ်။တချို့လူတွေဟာဘာမှမလုပ်ဘဲငင်းငင်းထိုင်နေရင်တောင်မှမီတာတရာအပြေးပိုင်နာကလို့ချွေးတွေကျနေတာကိုတင်တွေ့ဖို့မထင်ပါနဲ့။ဘာဖြစ်လို့သူများရဲ့ထွချွေးပူထွက်ရတာလဲ။ဘလို့ပြုတ်ပြင်ပြောင်းလဲရမလဲဆိုတာကိုတခါလဲရှင်းပြပေးပါမလို့အဆုံးထိကြည့်ပေးပါ။ပထမဆုံးအနေနဲ့သိထားမှာချွေးထွက်တယ်ဆိုတော့မကောင်းတဲ့အရာမဟုတ်ပါဘူး။တင့်ခန္ဓာကိုယ်ရဲ့အေးပေးတဲ့စနစ်ပါ။တင့်ခန္ဓာကိုယ်ကပူလာတဲ့အခါတင့်ကိုအေးသွားစေဖို့လဲချွေးတွေထုတ်ပေးရပါတယ်။ ဒါပေမဲ့တချို့လူတွေကျတော့ရာသီဥတုမပူပဲဆက်လှူရှာမှုလည်းမရှိပဲကိုယ်လက်လှူရှာမှုလည်းမရှိပဲနဲ့တော့ချွေးတွေရန်ထွက်တတ်ကြပါတယ်။ဒါကိုချွေးထွက်လွန်ခြင်း hyperhidrosis လို့ခေါ်ပါတယ်။တင်းရဲ့ချွေးကလန်းတွေကအရင်အလုံးလုံးနေဆိုတဲ့သဘောပါပဲ။တင်းရဲ့ချွေးကလန်းတွေကပြက်စီးပြီးအမြဲတမ်းယူနေတဲ့ရေပိုက်တစ်ခုလိုမြင်အောင်ကြည့်ပေးပါ။တချို့လူတွေကချမ်းညာမှာတချို့ကလက်ပေါ်မှာခြေပေါ်မှာတချို့ကျတော့မျက်နှာမှာချွေးပိုထွက်တတ်ကြပါတယ်။ဟုတ်ပါတယ်။နေ့စဉ်ပေါ်မှာဒါကြောင့်ရှက်စရာကောင်းတဲ့အခြေအနေတွေလည်းကြုံရနိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်အမှတ်ချိန်မှာလက်ဖွားတွေကဆိုးနေတယ်။လေးပြည့်စက်ဖွင့်ထားတဲ့အခန်းထဲမှာတော့အင်းကြီးကဆူဆွနေတယ်။ဘာနဲ့ထဲမှာခြေပွားတွေချောနေတယ်လို့ခံစားရတယ်။ဒါဆိုဘာကြောင့်ဒီလိုဖြစ်ရတာလဲ။အကြောင်းရင်းနံပါတ်၁ကတော့မျိုးရိုးဗီဇကြောင့်ပါ။တင်မိပါတွေကချွေးရန်ထွက်တဲ့ရင်တင်မှလည်းဖြစ်နိုင်ခြေရှိပါတယ်။နောက်တစ်ခုကချွေးကလန်းလေးရဲ့အာရုံကြောတွေအရန်အလုံးလုံးနေလို့ပါ။အကြောင်းရင်းနံပါတ်၃ကတော့ဆက်ပြီးစီမှုစိုးရင်ပူပန်မှုဆက်တဲ့အစားအစာတွေနဲ့ပူအပ်တဲ့ရာသီဥတုကြောင့်ပါ။ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ယာတိဥတုတစ်ခုတည်းနဲ့တည်းလူတိုင်းကိုကြော်ထားတဲ့ငားလိုခံစားအောင်လုပ်နိုင်ပါတယ်။တရင်ငားကတော့ဈေးကြီးတဲ့ပစ္စည်းမသုံးဘဲတဘာဝတိုင်းချွေးချက်တောင်ရှော့ချလို့ရပါတယ်။ပထမဆုံးပြောချင်တာရေနွေးနဲ့မချိုးဘဲရေအေးနဲ့ချိုးပါ။ရေနွေးရဲ့တင့်ရဲ့ချွေးပေါက်တွေကိုပွင့်စေပြီးနောက်ပိုင်းမှာချွေးပိုထွက်စေပါတယ်။နောက်တစ်မျိုးကတော့ချောင်ချောင်ချီချီရှိတဲ့ခြေရဲ့ဝက်စားတွေကိုပဲဝတ်ပါ။ဘာလို့လဲဆိုတော့သူတို့ကတင့်ရဲ့အသားရည်ကိုအသက်ရှူလို့ရအောင်လုပ်ပေးလို့ပါ။နိုင်လုံးပိုလီယက်စတာနဲ့ ကက်နေတဲ့ဝက်စားတွေကအပူကိုထိန်းထားပြီးချွေးကိုနဆပိုထွက်စေပါတယ်။နံပါတ်3ချက်ကတော့ဆက်တဲ့အစားအစာတွေကိုရှောင်ပါ။အနည်းဆုံးရာသီဥတုကူတဲ့နေ့မှာပေါ့။ငြိုသည့်ဆက်တဲ့အစားအစာတွေကတင်းအောင်နောက်ကိုခန္ဓာကိုယ်အမှန်တကယ်ရှိကြတဲ့ပူနေတယ်လို့ခံစားရစေပါတယ်။နံပါတ်4ချက်ကတော့ရေပဲများတောက်ပါ။ဘာလို့လဲဆိုတော့ရေချက်ခန်းချောက်တာချွေးကိုပိုပြီးထွက်စေလို့ပါ။ရေချက်မပြည့်ပေါ်ပဲခန္ဓာကိုယ်ကအေးအောင်လုပ်ဖို့စူးစမ်းတဲ့အခါမှာချွေးကပိုထွက်ပေးရပါတယ်။နံပါတ်5အနေနဲ့ကတော့ကဖိန်းတက်ကော်ဖီအပယ်ရည်နဲ့ချောကလက် အဲ့ဒါ short တပါကဖိန်းတက်ကသင်ရဲ့အာရုံကြောတွေကိုနိုးကြွစေပြီးချွေးထွက်မှုလည်းပိုများစေပါတယ်နောက်တစ်မျိုးကတော့ trainer ပျောက်စေဖို့မနှက်ခင်းမှာမဟုတ်ပဲညဘက်မှာလိမ့်မှာလူများစုကဒီချက်ကိုမသိကြပါနဲ့ညဘက်လိမ့်ညာတော့ပိုပြီးထိရောက်မှုရှိပါတယ်နံပါတ်9ချက်ကတော့ကိုယ်လေးချိန်ကိုကျန်းမာရေးညီအောင်ထားပါဘာလို့လဲဆိုတော့ကိုယ်လေးချိန်များတာခန္ဓာကိုယ်ပိုပြီးပူစေလို့ပါခန္ဓာကိုယ်ပူတဲ့အခါမှာအေးသွားစေဖို့လည်းချွေးတွေပိုထွက်ရပါတယ်နံပါတ်10အနေနဲ့ကအသက်ပြင်းပြင်းရှူသွင်းရှူထုတ်တဲ့လေ့ကျင့်တွေလုပ်ပါ လူတပြစ်ဆိတ်လို့ရတဲ့အခါချွေးထွက်များသူတွေအတွက်ပါအုံနောက်ကိုအေးဆေးငြိမ်သက်စေချွေးကလန်းရလည်းငြိမ်သက်သွားစေပါတယ်နောက်ဆုံးချက်ကတော့ရာသီဥတုပူတဲ့နေ့မှာအနံ့ပြင်းတဲ့ရေမွေးတွေတုံးအောင်ရှောင်ပါဘာလို့လဲဆိုတော့ရေမွေးနဲ့တချို့ကချွေးကိုပိုပြီးထွက်စေလိုပါကဲချွေးထွက်များတာအသက်ရှင်မှုမရှိဘူးလို့ပြောလို့မရပါဘူးတင်းညစ်ပတ်နေတယ်လို့လည်းမဆိုလိုပါဘူးသိခန္ဓာကတင့်ကိုကာဝဲပို့ကြိုးစားနေတယ်လို့ဆိုလိုတာပါဒါပေမဲ့ချွေးရန်ထွက်တာ ရာနာကိုနဲ့မှုရောကပိုးတွေဝင်တာဖြစ်စေနိုင်တဲ့အတွက် အသားယူကို6သွေးတန့်ရှင်အောင်ထားဖို့ကတော့အရန်ရေးကြည့်ပါတယ်။တကယ်လို့တင့်မှာထွေးရန်ထွက်ပြီးနေစဉ်ဘောအောင်ထိခိုက်နေမယ်ဆိုရင်တော့ကုသမှုနီလန်းနေရာတော့ရှိပါတယ်။ဒါပေမဲ့အရင်ဆုံးဒီတဘာဝနီလန်းနေငယ်စတင်ကြည့်ပါဦး။လူအများစုအတွက်အကျိုးရှိပါတယ်။ဒါကြောင့်တင်ဟာထွေးရန်ထွက်သူတယောက်ဆိုရင်ဒီချက်ကိုမှတ်ထားပါ။တင်ကြောက်တယ်မဟုတ်ပါဘူး။တင်ညစ်ပတ်နေရလည်းမဟုတ်ပါဘူး။ထူးဆန်းနေရလည်းမဟုတ်ပါဘူး။တင်ရဲ့ချွေးကလန်းတွေကနည်းနည်းလေးပို့ပြီးစိတ်အားထက်သန်နေရပါပဲ။တင်ခန္ဓာကိုယ်ကိုရုပ်ဆိုင်ပါ။ဒီအကြံပြုချက်တွေကိုလိုက်နာပါ။ပြီးရင် တင်ပေါ်မှာတကယ်ကိုပြောင်းလဲမှုတွေကိုစတင်ပြီးတတိထားမိလာပါလိမ့်မယ်။